င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group ရဲ့ Podcast Season ကနေကြိုဆိုပါရစေဒီ Season ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်သလို Download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်ကျွန်မအမီပါ ီနေ့ရဲ့သတင်းတွေထဲမှာတော့ DNL ကထိန်းချုပ်ထားတဲ့မိုးကုတ်မြို့မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့လို့အရတား9ရောက်တေဆုံးခဲ့ပါတယ်စစ် ထိုင်းဘက်က73စီဖျက်တောက်လိုက်တဲ့နောက်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့တချီလိတ်မှာ73စီမှောင်ခိုရောင်းဝယ်မှုပေါ်ပေါက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။နိုင်ငံတော်ဝန်ကအကျဉ်းထောင်တွေမှာထောင်အာဏာပိုင်းတွေကအကျဉ်းသားတွေစီကနေခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့ငွေကြေးလိမ့်လေတောင်းခံနေတယ်လို့အကျဉ်းသားအရေးလုံးတွေကပြောကြပါတယ်။ သတင်းပြပုချက်တွေထဲမှာတော့ပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစီဆိုင်မျိုးနယ်ထဲမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ဇနီးမောင်နှံနှစ်ယောက်သေဆုံးသွားတဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်မအမြန်နဲ့တာဝန်ယူပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ တိုင်းတဲကမိုးကုတ်မြို့ကိုစစ်ကောင်စီကလေရင်နဲ့ပုံကျတက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ယောက်သေဆုံးခဲ့ပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့မနေ့အစောပိုင်းတနားရီကျော်အချိန်လောက်မှာစစ်ကောင်စီတပ်က Y12 လေရင်နဲ့ဘုံတီအလုံးကြီး20ထက်မနည်းကျေချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မိုးကုတ်မြို့ဟာတဟမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL ကထိန်းချုပ်ထားတဲ့မြို့လည်းဖြစ်ပါတယ်။ လေကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုတဲ့ထိမှန်သိဆုံးသူတွေဟာအရက်သားပြည်သူတွေဖြစ်ကြပါရဲ့ဒီလေကြောင်းကလည်းဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာဟာဒေသအတွင်းမှာရှိတဲ့ပြည်သူတွေကြောက်တူးဖို့ရဲလောက်ွက်နေရာဖြစ်တာကြောင့်သိဆုံးသူတွေတဲမှာတော့ကြောက်တူးသမားတွေဖြစ်နိုင်တယ်လို့ဆိုကြပါရဲ့လောက်ွက်နေရာကိုဝင်းထင်ရန်ကြောက်တူးဖို့ရဲလောက်ွက်နေရာလို့ခေါ်ပြီးမုကုံမြို့အနောက်ဘက်မှာရှိတာဖြစ်ပါရဲ့စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel တွေမှာတော့ TNL တပ်မအနစ်နေမည်လို့သတ်မှတ်ထားတဲ့မုကုံမြို့နယ်ထဲမှာ ရှိတဲ့ဝင်းထရံကြောက်လုတ်ွက်နေရာကိုဘုံအလုံးရေ20ဝင်းကျင်ကျဲချခဲ့ကြောင်းရေးသားဖော်ပြနေကြပါတယ်။မိုးကုံမြို့ကိုတဟမ်းမြို့သားလူမျိုးရေးတပ်မတော် TNL ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့ပူးပေါင်းအဖွဲ့တွေက2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်လက်ရှိမှာတော့ PSLF TNL ကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ချင်းပြည်မတူပြည်မျိုးနယ်တဲမှာချင်းတော်လည်ရင်တက်ပွဲအချင်းချင်းအကြာနေမြင်အငင်းပွားမှုဖြစ်ပွားရာကနေတိုက်ပွဲပြင်းထန်ခဲ့ပြီး CDF လောက်တူတက်ဖွဲ့ကရဲဘော်၄ယောက်ထက်မနည်းထိခိုက်ကြဆုံးမှုတွေရှိခဲ့ပါတယ်။ မတူပီမျိုးနယ်ထဲမှာ ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF လောက်တူနဲ့ချင်းညီနောင်အဖွဲ့ Maraland ကကွယ်ရေးတပ် MDF တို့အကြား2025ခုနှစ်နှစ်စံပိုင်းကလေးကတိုက်ပွဲတွေစတင်ဖြစ်ပွားလာတာဖြစ်ပါတယ် CDF လောက်တူနဲ့ MDF တို့ကြားကတိုက်ပွဲတွေဟာချင်းပြည်ကောင်စီပူပေါင်းရေးတပ်နဲ့ချင်းညီနောင်ပူပေါင်းရေးတပ်တို့ကြားဖြစ်ပွားနေတဲ့ပဋိပက္ခအဖြစ်သတ်မှတ်လို့မရကြောင်းပဋိပက္ခပြည်လည်နိုင်ရေးအတွက်နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်လို့လည်းဆိုကြပါရယ်။နယ်မြေအငင်းပွားမှုတွေကြောင့် MDF တပ်ဖွဲ့က CDF လောက်သူထိန်းချုပ်နေမြေတဲ့ကို2024ခုနှစ်ဒီဇင်ဘာလကုန်ပိုင်းမှာစစ်ကြောင်းထိုးဝင်ရောက်လာပြီးဇန်နဝါရီလထဲမှာတော့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာပါ။ချင်းတော်လိုင်းတပ်ဖွဲ့အချင်းချင်းကြားကတိုက်ပွဲတွေမှာတော့ ဒရုန်းတွေအသုံးပြုပြီးတိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့အနီးပတ်ဝန်းကျင်ကရွာတချို့မှာတော့ဒေသခံပြည်သူတွေကထွက်ပြေးတိမ်းရှောင်နေကြပါတယ်။မရာချင်းလူမျိုးတွေဟာမတူပြီးထန်တလန်ပလောဝမြို့နယ်တို့မှာနေထိုင်ကြပြီးလောက်သူချင်းလူမျိုးတွေကတော့ထန်တလန်နဲ့မတူပြီးမြို့နယ်တို့မှာနေထိုင်တာကြောင့်နေနမိတ်ချင်းထိဆက်နေတဲ့လူမျိုးတွေဖြစ်ကြပါတယ်။ တချို့ရွာတွေမှာတော့အတူတူရှင်တွဲနေထိုင်ကြပေမဲ့စစ်ကောင်စီကိုတော်လန်တိုက်ခိုက်ပြီးတဲ့နောက်ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်မှုလှုပ်ဆောင်နေတဲ့အချိန်နေမြေပဋိပက္ခတွေဖြစ်ပွားလာပြီးအခုလိုမျိုးပြစ်ခတ်မှုတွေရှိလာကြတာဖြစ်ပါတယ်ဇန်နဝါရီလ23ရက်နေ့ကတော့ချင်းပြည်ကောင်စီဥက္ကဋ္ဌပူးစင်ကျုံကမရလန်ကာကွယ်ရေးတပ်ဖွဲ့ MDFC ကိုချင်းမျိုးသားစီလုံးညီညွတ်ရေးအတွက်ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့တွေရဲ့ဂျာဝင်ဖြစ်ရှင်မှုတွေဆောင်ရွက်နေချိန်မှာချင်းလူမျိုးအချင်းချင်းကြာ မလိုလားအပ်တဲ့သွေးထွက်တန်ယူမှုစိတ်ရေးတိုက်ခိုက်မှုတွေကို အဖွဲ့အစည်းတွေကသတိထားရှောင်ရှားကြဖို့မေတ္တာရက်ခန့်စာပေးပို့ခဲ့ပါတယ်ထိုင်းနိုင်ငံဘက်ကနေ73စီဖြတ်တောက်မှုကြောင့်မြန်မာထိုင်းနယ်စပ်မြို့ဖြစ်တဲ့တချီလိမ့်မြို့မှာမောင်ခိုဈေးကွက်ပေါ်ပေါက်လာနေတယ်လို့ဒေသခံတွေကပြောပါရယ်။ရှမ်းပြည်အရှိပိုင်းတချီလိမ့်မြို့မှာ73စီ မောင်ခိုဈေးကွက်ပေါ်ပေါက်လာခဲ့ပြီး60.7လီတာကိုဘတ်တရာအထိရောင်းချနေကြတယ်လို့မြို့တွင်းရင်မောင်းတွေကပြောပါရယ်။ တချီလေးမြို့အတွင်းမှာရှိတဲ့73စီအယောင်ဆိုင်ကြီးတွေမှာတော့လက်ကျန်စီကနေပါလာနေတဲ့အတွက်အကန့်တက်နဲ့ပဲရောင်းချနေကြတာကြောင့်ရက်ွက်တွေထဲမှာမောင်ခိုဈေးွက်ပေါ်လာတာဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနေဆက်တလျှောက်ကြားဖြန့်တရားမဝင်ငွေလိမ်ကိုင်းတွေကိုနှိမ်နှင်းဖို့အတွက်ဖေဖော်ဝါရီ9ရက်နေ့ကစပြီးထိုင်းအာဏာပိုင်တွေက73စီအပါဝင်လစ်စစ်နဲ့အင်တာနက်လိုင်းတွေကိုဖျက်တောက်ထားတာကြောင့်73စီပြက်လက်လာတာဖြစ်ပါတယ်။တချီလေးမြို့မှာအခုဆိုရင်73စီပန်း ကြီး၃ခုကပဲရောင်းချပေးနေပြီးမယ်ဆိုင်မြို့တစ်ဖက်ကအထီသွားပြတော့ဝယ်မယ်ဆိုရင်လည်းအခက်ခဲရှိနေတယ်လို့ကန်ကူးနေတဲ့သူတွေကပြောပါတယ်။တာချီလေးမြို့တွင်းမှာရှိတဲ့စီပတ်တွေကအကန့်အသတ်နဲ့ပဲရောင်းချနေမှုကြောင့်ရင်တွေလည်းတန်းစီစောင့်ဆိုင်နေကြပြီးရင်ကြောပိတ်ဆို့မှုတွေပါဖြစ်နေတယ်လို့ဆိုပါတယ်။ဒီကြားပြန်လုပ်ငန်းတွေလဲပတ်နိုင်ခြင်းကထိုင်းနိုင်ငံကလက်စစ်မီပေးထားတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီကဆွဆွဲပြီးတဲ့နောက်ထိုင်းအစိုးရကနယ်စပ်နေရာ၅ခုကိုလက်စစ်မီအင်တာနက်လိုင်းနဲ့73စီကိုဖြတ်တောက်ဖို့ဆုံးဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုဆက်ပြီးတော့သတင်းပေးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်အများစုမှာတော့စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာနဝန်ထမ်းတွေနဲ့ထောက်အနာပိုင်တွေကအကျဉ်းသားတွေအပေါ်ငွေကြေးလိမ့်လေပြီးတော့တောင်းခံနေတယ်လို့ထောင်ဝင်စာလာစဉ်တွေ့နေတဲ့သူတွေကပြောပါတယ်။မန္တလေးတိုင်းပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းထဲမှာရှိတဲ့အကျဉ်းထောင်တွေမှာ2025ခုနှစ်နှစ်ဦးပိုင်အတွင်းငွေကြေးလိမ့်လေမှုတွေကြုံတွေ့ခဲ့ရပြီးခံရသူအများစုကတော့နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရင် PP CNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးပြောပြတာကတော့ကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့ထောင်တွေကတော့အစိုးဆုံးထောင်တွေကိုထုတ်ပြန်တာဖြစ်ပါတယ်။ထောင်တိုင်းနှီးပါးမှာတော့ဖြစ်နေတယ်။ကျွန်တော်တို့တတိချက်လက်မရဘဲနဲ့ပြောတာတဲ့တတိချက်လက်ကင်ထားနိုင်တဲ့ထောင်တွေကိုကျွန်တော်တို့ထုတ်ပြတယ်။အဲ့ဒီထဲမှာမှမှအစိုးဆုံးဘဝလုံနေရဲ့ဝန်ထမ်းတွေရဲ့စီးကိုကျွန်တော်တို့ထုတ်ပြန်တာဖြစ်ပါတယ်ဗျ။တိုင်ဦးထောင်မှာအိတ်ဆောင်လေးဆောင်ကအဆောင်မှုကနိုင်ငံရေးအကျဉ်းသားတွေစေယုံတက်ရတယ်ဆိုပြီးတော့သူတို့ရဲ့မိသားစုဝင်တွေစီကနေ ပတ်စံလိမ့်လေတောင်းခံနေပြီးဒီကိစ္စကိုပေါက်ကြားမယ်ဒီကိစ္စပေါက်ကြားသွားရင်အမှုထပ်ပြီးတော့တွဲခံရမယ်ဆိုတော့ချိန်ချောက်မှုတွေလည်းရှိနေတယ်လို့ PPNM ကဆိုပါတယ်ဒါအပြင်အုံဖို့ထောင်းမှာတော့ထောင်ဝင်နှန်းဖြစ်တဲ့သူတယောက်ကနိုင်ငံရေးအကျဉ်းသားတွေဝမ်းပြက်ဝမ်းလျှော့ဖြစ်ပွားမှုကြောင့်တဆာဖို့အတွက်ငွေကြီးကောက်ခံနေပြီးညောင်ဦးထောင်နဲ့ဖိတ်ထောင်မှာလည်းနိုင်ငံရေးအကျဉ်းသားတွေကပစ္စည်းတွေမာခိုင်းတယ်လို့ဆိုပြီးတော့မိသားစုဝင်တွေစီကနေပတ်စံတွေတောင်းနေတာ ှိတယ်လို့ထောင်တွင်းသတင်းအရေးမြစ်တွေက ပြောပါရယ်။ဒါအပြင်ပခုတ်ကူထောင်မှာလည်းဝန်ထမ်းတစ်ယောက်ကအကြောင်းအမျိုးမျိုးပြပြီးတော့ငွေကြေးလိမ်လည်ကောက်ခံနေတာရှိတယ်လို့ကိုတိုက်ထွန်းဦးကပြောပါရယ်။တဲ့ရင်ထုတ်တီဖြစ်စေမထုတ်တီဖြစ်စေထောင်မှာတော့ဖြစ်ရဖြစ်စင်ရတော့ဖြစ်နေမှာပဲပေါ့နော်ဒါပေမဲ့ရတန်ကောင်းမှာရဲ့ဆိုရဲခန်းစားချက်တွေကျွန်တော်တို့ရဲ့ယူဆချက်တွေနဲ့ပဲဒီလုပ်တွေဆက်လုပ်နေကြတာပေါ့နော်ထည့်ရရဲဘော်တွေကလည်းဒီလိုပဲတင်းခံနေကြတာဆိုတော့လေအဲ ဘာမှမလုပ်ကြတဲ့ဆိုင်တော့လုတာကသူတို့အတွက်ကြော့ကြွားနိုင်မယ်ဆိုရယူစားချက်တစ်ခုနဲ့ပဲတည်င်းထုတ်ပြန်နေရမျိုးတွေကျွန်တော်တို့တွေလည်းပေါ်ထုတ်နေရမျိုးတွေဆက်လုပ်နေရဖြစ်ပါတယ် လက်ရှိကြုံနေရတဲ့ထောင်တွင်းငွေကြေးလိမ်လည်မှုတွေထဲမှာတော့ငွေကျပ်9000ကနေ300ကျော်အထိပါဝင်ပြီးဒီလုံရက်တွေကိုရပ်တန့်ချဖို့ PPNM ကတတိပေးထုတ်ပြန်ထားပါတယ် PPNM အနေနဲ့ထောင်တွင်းအခြေအနေတွေကို အစဉ်ဆက်မပြတ်စောင့်ကြည့်နေပြီးအခြေအနေတွေပိုပြီးတော့ဆိုးရွားလာရင်တော့ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ပြီးတော့လူမှုရေးပြည်တံမှာပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်ရှင် ခုဆက်ပြီးတော့သတင်းပေးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ရှမ်းပြည်တောင်ပိုင်းပို့ကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာစီဆိုင်မြို့နယ်ကောင်ထိုးရွာမှာ drone နဲ့ဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အရက်သား၂ယောက်ပေးဆုံးခဲ့တယ်လို့ပို့မြို့သားလူမျိုးရေးတပ်မတော် PNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတက်နဲ့ပို့အပီသူစစ်အဖွဲ့ PNA ပူပေါင်းတက်တို့ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲအရသားတွေနေထိုင်တဲ့နေရာဘက်ကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရွာသားတွေကပြောပါရယ် ုဒေတာခန့်နှစ်ဦးပေါ့နော်ကောင်းထိုးကြီးရနီပီတူနှစ်ဦးပေါ့လင်းနဲ့မရနှစ်ဦးပေါ့လေအဲ့ဒါစပားတဲလာတာပေါ့နော်သူတို့အစိုက်ပြိုးရိတ်တင်းထားတဲ့စပားတွေတဲလာတာအဲ့ဒီနေရာမှာရောက်တော့စီကုံစီယာဒရုန်းနဲ့ဘုံကျဲလို့လင်းမရနှစ်ဦးစလုံးအဲ့ဒီမှာပဲ ဟိုတည်ဆုံးသွားတယ်ပေါ့ဒီလိုမျိုးပြစ်ခတ်မှုကြောင့်ဖေဖော်ဝါရီလ6ရက်နေ့မှာဇနီးမောင်နှံ2ယောက်တည်ဆုံးသွားခဲ့ပါတယ်စစ်ကောင်စီတပ်က drone နဲ့တိုက်ခိုက်မှုတွေအပြင်ဟာဝန်ဇာအမြောက်ကြီးတွေနဲ့လည်း၄ချိန်တီတီပြစ်ခတ်ခဲ့ပြီးဒီပြစ်ခတ်မှုတွေမှာတော့အရက်သားနဲ့နေအိမ်ထိခိုက်မှုတွေမရှိခဲ့ပါဘူး PNA တပ်ဖွဲ့တွေကပို့အများစုဖြစ်ပေမဲ့ပို့လူမျိုးမဟုတ်တဲ့ဒုစစ်ဦးစီးချုပ်နေဝင်းထွန်းရဲ့အကျိုးစီးပွားတွေအတွက်ကောက်ွက်ပေးနေရတာဟာတရားမျှတမှုရှိရလားဆိုတာနဲ့ပတ်သက်ပြီး PNL စ စ်ပတ်ရေးရာပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကမေးခွန်းထုတ်ထားပါတယ် BNO B2C မှာရှိနေတဲ့ပို့တွေအနေနဲ့ဒီဒီရေချစင်းစားကြပါတုံးတကြပါကိုလူမျိုးကိုဒီလိုမျိုးတပ်ဖြတ်နေရတာတန်တလားဘောနော်ပို့လူမျိုးမဟုတ်တဲ့အဆူအဖိုက်တခုရဲ့ခေါင်းဆောင်ခရိုနီခရိုနီနေဝင်းထုံးတော့ကိုပို့လူမျိုးကိုကိုပြန်တပ်ဖြတ်နေရတာကိုပို့အိုးကြီးပါကိုကိုပြန်ဖြစ်စည်းနေရတာ ကိုပူဒေတာကိုကိုပြန်တိုက်ခိုက်နေရတာဟိုလိပ်ပြလုံးလုံးနဲ့လိပ်ပြတန်းတန်းနဲ့လုံနိုင်ကြသလားဒေချာစဉ်းစားကြပါအမှန်တရားကိုမြင်ကြပါလို့ပြောချင်တယ်2025ခုနှစ်အတွင်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နယ်မြေစိုးမှုမှုရရှိစေရေးအပြင်းထန်ထိုးစစ်ဆင်လျက်ရှိပါတယ်။ဒီလိုထိုးစစ်ဆင်မှုတွေကြောင့်စီဆိုင်မျိုးနယ်ထဲမှာရှိတဲ့ PNL ကထိမ့်ချုပ်ထားတဲ့ရွာတွေမှာကုန်တလောက်ရှိနေပြီဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောကြပါတယ်။ အခုလိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဟာမောင်မယ်မျိုးနယ်ထဲမှာရှိတဲ့ PNL ရဲ့ဌာနချုပ်နဲ့ဆက်မိုင်းအကွာလောက်မှာပဲရှိနေတော့တာဖြစ်တယ်လို့ဆိုပါတယ်။ ီနေ့ရဲ့သတင်းအစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါရယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါရယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်